ားလုံးမင်္ဂလာပါဒီနေ့ညကျွန်တော်မြန်မာလိုတော့ဖြစ်တယ်တက်တယ်ပေါ့နော်ထိုင်းလိုကတော့ပင်ဒီဒီစကလုံးကတော့အသုံးများတဲ့စကလုံးပေါ့နော်ဒီစကလုံးကိုဘယ်လိုအသုံးချလဲဆိုတာအဲဒီဗီဒီယိုကလစ်လေးမှာကျွန်တော်လာအောင်မျှပေးပါမယ်အဲနံပါတ်1ကတော့သူကဆရာဝန်တယောက်ဖြစ်တယ်ဒါမှမဟုတ်သူကဆရာဝန်တယောက်ပါလို့ကိုကပြောခြင်းခေါက်ပင်မော်နော်သူကဆရာဝန်တယောက်ပါခေါက်ပင်မော်ครับနော်အဲနံပါတ်2ကတော့ကျွန်တော်ကအကြောင်းသားတယောက်ပါလို့ကိုကပြောခြင်းဖုန်ပင်နက်ခရီယန်နော်ဖုန်ပင်နက်ခရီယန်ครับနော် นักเรียนเนาะเอ่อကျွန်တော်ကအဲចောင်းသားတယောက်ပါဗောနော်အဲ့လိုမျိုးတုံးလို့ရတယ်အဲနံပါတ်၄ကကြတော့သူမကလူကောင်းပါဒါမှမဟုတ်သူမကလူကောင်းဖြစ်တယ်ဗောနော်အဲထိုင်းလူကတော့ထေပင်ခွန်ဒီထေပင်ခွန်ဒီအဲနံပါတ်၄ကကြတော့မနက်ဖြန်ကပိတ်ရက်เนาะမနက်ဖြန်ပိတ်ရက်လို့ပြောခြင်းဝမ်ဖူးနီပင်ဝမ်ယော့เนาะအဲ့လိုတုံးလို့ရတယ်ဒါမှမဟုတ်ဖူးနီပင်ဝမ်ယော့အဲ့လိုတုံးလို့ရတယ်เนาะ အဲဒီနေရာမှာဒီပင်ဆွဲစကလုံးဟာဖြစ်တယ်ဆိုတဲ့စကဟိုအတိတ်ဘယ်ကိုတက်ရောက်တာပေါ့နော်တခြားစာကြောင်းတွေမှာလည်းအတိတ်ဘယ်တစ်မျိုးနဲ့တက်ရောက်ပုံလေးတွေရှိရဲဆက်ပြီးတော့ကြည့်ပြပါပေါ့နော်အဲပြီးတော့နံပါတ်5ကကြတော့သူကဖျားနေတယ်အဲဒီနေရာမှာကျတော့လည်းဖြစ်တယ်ဆိုတဲ့အတိတ်ဘယ်ပဲအဲသူကတုံးတာပေါ့နော်သူကဖျားနေတယ်ဆိုရင် ခေါပင်ခိုက်နော်ခေါပင်ခိုက်အဲသူဖျားတယ်ပေါ့နော်အဲပြီးရင်နံပါတ်6ကကြတော့ဖျားတာပဲ ဒါပေမဲ့သူကအေးမီရဲ့ပုံစံမျိုးပေါ့နော်အဲသူ့ကိုထိုင်းလို့ကြတော့အဲသူကအေးမီတယ်လို့ကပြောခြင်းခေါက်ပင်ဝတ်နော်ခေါက်ပင်ဝတ်နော်သူကအေးမီတယ်ပေါ့နော်ပင်ဝတ်ဆိုရင်အေးမီတယ်ပေါ့နော်ပင်ခိုက်ဆိုရင်ဖြားတယ်ပင်ဝတ်အေးမီတယ်ပေါ့နော်ခေါက်ပင်ဝတ်သူအေးမီတယ်ပေါ့နော်အဲ့လိုမျိုးပြောလို့ရတယ်အဲနံပါတ်9ကကျတော့သူစီးရိုယောဂဖြစ်နေတယ်ပေါ့နော်အဲခေါက်ပင်လုတ်ပေါင်း1ခေါက်ပင်လုတ်ပေါင်း1 အဲသူစီဂျူယောဂဖြစ်နေရဒီနေရာမှာလည်းသူကဖြစ်တယ်ဆိုတော့တိတ်ပဲပဲထွက်တယ်နော်အဲနံပါတ်၈ကကြတော့သူကဒီနေရာမှာရောက်တက်လာပေါ့နော်တက်လာဆိုတော့တခုခုလှုပ်တက်လာတခုခုလှုပ်လို့ရလာအဲနေရီကူးတက်လာထေဝိုင်နှမ်းပင်မိုင်ထေဝိုင်ဝိုင်နှမ်းပင်မိုင်အဲရီကူးတက်လာပေါ့နော်ဒီနေရာမှာရောက်တက်တယ်ဆိုတော့တိတ်ပဲနဲ့တုံးထားတယ်ပေါ့နော်အဲတော့ဒီစကလုံးကအတုံးများတယ်ပေါ့နော်သုံးပုံသုံးဒီဒီထက်မကအများကြီးရှိသေးတယ်နော် ပြီးတော့နံပါတ်9ကကျတော့ဒီညမှာတုံးတာကျတော့မဖြစ်နိုင်ဘူးပေါ့နော်မဖြစ်နိုင်ဘူးကိုထိုင်းလို့ပင်ပိုင်မဲတိုင်းနော်ပင်ပိုင်မဲတိုင်းအဲဒီကိစ္စမဖြစ်နိုင်ဘူးရင်းနီးပင်ပိုင်မဲတိုင်းဒီကိစ္စမဖြစ်နိုင်ဘူးအဲဒီလိုမျိုးတုံးရတယ်နော်အဲနံပါတ်10ကကျတော့စိတ်ပူစရာမလိုဘူးဒါကတော့ဂျာဘူးပီဇာစကလုံးပေါ့နော်ကျွန်တော်ထည့်ပေးရဲဆိုတာကဒီစကလုံးအသုံးပြုပုံကိုသိအောင်ထည့်ပေးတာပေါ့နော်အဲဒီစကလုံးစိတ်ပူစရာမလိုဘူးဆိုရင်မိတော့ပင်ဟွန်1နော်မိတော့ပင်ဟွန်1စိတ်ပူစရာမလိုဘူးပေါ့နော် နံပါတ်7ကဒါပရမဆုံးအကျင့်ပဲလို့ကိုကပြောခြင်းလို့ရှိရင်ပင်ခံလက်ပင်ခံလက်နော်ဒါပရမဆုံးအကျင့်ပဲနံပါတ်7ကကြတော့ဒါကပုံမှန်ကိစ္စပဲဆိုရင်ပင်ရင်းထမတာပင်ရင်းထမတာဒါပုံမှန်ကိစ္စပဲပေါ့နော်ရင်းနေပင်ရင်းထမတာအဲဒီကိစ္စပုံမှန်ကိစ္စပဲအဲ့လိုမျိုးတုံးရနော်အဲ73ကကြတော့အပေးနေတယ်ဗောနော်ဒီနေရာမှာကြတော့ဒီစကလုံးက ဟိုပြောမှဆိုရရင်ပုံစံတစ်မျိုးလေးပြန်ပြေသွားတယ်ဗောနော်ဟိုမူရင်သူ့ရဲ့ဟိုဖြစ်တယ်လို့တက်တယ်လို့ပုံစံမို့တော့ပဲနဲ့ဒီညမှာသူကကျတော့အားပေးတဲ့ပုံစံမျိုးဖြစ်လဲသူကပြန်သုံးထားတဲ့ပုံစံဗောနော်အားပေးနေတယ်ဆိုရင်ထိုင်းလို့ပင်ကမန်ကြိုင်ဟိုက်နော်ပင်ကမလန်ကြိုင်ဟိုက်အပေးတယ်ဗောနော်ဒါမှမဟုတ်အပေးနေတယ်တုံးလို့ရတယ်ဗောနော်နံပါတ်14ကဖြစ်နိုင်လားဆိုရင်ပင်ပိုင်တိုင်းမိုင်းရင်းနေပင်ပိုင်တိုင်းမိုင်းဒီကိစ္စဖြစ်နိုင်လားညာလို့ပုံစံနဲ့တုံးလို့ရတယ်နော် ဆက်၅ကကြတော့ကျွန်တော်ကမြန်မာလူမျိုးတယောက်ပါအဲ့မြန်မာလူမျိုးနေရာမှာတခြားထိုင်းတောင်းအင်္ဂလိပ်စသည်ဖြင့်သုံးပါလို့ရတယ်နော်ကျွန်တော်ကမြန်မာလူမျိုးတယောက်ပါဆိုရင်ဖုန်ပင် confirm mark အဲဖုန်ပင် confirm mark အဲ number 16ကကြတော့အဲထိုင်းစကားပြောတတ်တယ်ဆိုရင်ဖူဖက်စာတိုင်းပင်ခပ်နော်ဖူဖက်စာတိုင်းပင်ခပ်အဲမပြောတတ်ဘူးဖူဖက်စာတိုင်းမေးပင်ခပ်အဲနောက်ကမိုက်လေးထည့်လိုက်တာနဲ့မပြောတတ်ဘူးဖြစ်သွားတယ်နော် ဒီပုံစံလေးလည်းသုံးလို့ရပါတယ်အဲနံပါတ်7ကကြတော့ကျွန်တော်ထိုင်းစကားမပြောတတ်ဘူးအဲခုနစကားလုံးမယ်နော်ဒီမှာကျွန်တော်ပြန်ထည့်ပေးတာလေအဲကျွန်တော်ကထိုင်းစကားမပြောတတ်ဘူးဆိုရင်ဖုံဖူဖဆာထိုင်းမိတ်ပင်နော်ဖုံဖူဖဆာထိုင်းမိတ်ပင်ကျွန်တော်ထိုင်းစကားမပြောတတ်ဘူးအဲပြီးရင်ဆက်ရှိကကြတော့အဲငါတို့တွေကတငယ်ချင်းပဲရောင်ပင်ဖူးကန်ကန်ရောင်ပင်ဖူးကန်ကန်ငါတို့တွေကတငယ်ချင်းပဲငါတို့တွေတငယ်ချင်းဖြစ်တယ်ပေါ့နော်ရောင်ပင်ဖူးကန်ကန် ရမယ်နော်အဲနံပါတ်19ကကြတော့ကျွန်တော်အလုပ်လုပ်လာတာတနေ့ရှိပြီလို့ကိုကပြောခြင်းဖုန်ထမငန်းမှာပင်ပီလဲ့နော်ဖုန်ထမငန်းမှာပင်ပီလဲ့အဲကျွန်တော်လုပ်လုပ်လာတာတနေ့ရှိပြီအဲနံပါတ်20နောက်ဆုံးစကလုံးလေးပေါ့နော်ကျွန်တော်နေမကောင်းတာတစ်ပတ်ရှိပြီအဲဖုန်ပွေပင်အထစ်လဲ့ဖုန်ပွေပင်အထစ်လဲ့နော်ကျွန်တော်ဖျားနေတာပွေဆိုတာကဖျားတာပေါ့နော်ပင်အထစ်လဲ့အဲတစ်ပတ်ရှိပြီပေါ့ဒီနေရာမှာကျရှိရဆိုတော့အထိပ္ပယ် ပုံစံမျိုးနဲ့တုံးထားတယ်ပေါ့နော်။အဲကျွန်တော်ဒီတော့တောင်းလေးပဲလာအောင်မျှဝေပေးခြင်းပါတယ်။ကြည့်ရှုပေးသူတွေအားလုံးနဲ့ဆင်ပြေမယ်လို့ညွှန်လင်းပါတယ်။အားလုံးမြင်လာရှိတော့နေ့လေးဖြစ်ပါစေခင်ဗျာ။